အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ပိုင်စိုးသူနီးပညာ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ထိုင်းရောက်မြွှေမြမာရေးအတွက်ပေါ့နော်အဲကျွန်တော်ဒါလေးကပေးနေတာတော့ကြာပြီဗျကျွန်တော်ကမတင်ပြစ်တာပေါ့နော်မိလာတာရောဒီနေ့ငလင်ဘေးတွေဒီကေသေးရေးတွေနဲ့ဘာရင်းညာလေးနဲ့အဲ့လိုတွေရှုပ်နေတာပေါ့နော်ရှုပ်နေတာနဲ့ကျွန်တော်မိမလာနဲ့လည်းသိဖုန်းကအားနေနေတယ်ပေါ့နော်သိမတင် သိအားမရှိလို့မလို့တင်ပြတာပေါ့နော်။ဘာလေးလဲဆိုလို့ရှိရင်ထိုင်းရောက်ရှိမြန်မာပြည်အတွက်ကျွန်တော်ဒီမြန်မာနိုင်ငံပေါ့နော်ဖုန်းအခမဲ့ခေါ်လို့ရတယ်ဆိုတာလေးပေါ့နော်။သူကတော့15မိနစ်လောက်ထိရတယ်လို့ပြောနော်။ကျွန်တော်ကိုယ်တိုင်တော့မဆန်းရသေးဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်ဒူရီဒူမတွေကထိုင်းမှာရှိတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့သူတို့ဆန်းခိုင်းတယ်။သူတို့ဆန်းခိုင်းတော့သူတို့ရတယ်ပေါ့နော်။15မိနစ်ပြောလို့ရတယ်လို့ပြောတယ်ပေါ့နော်။အဲ့ဒါကြအဲ့ဒါကြောင့်မလို့နည်းနည်းလေးတော့ကျွန်တော်နောက်ကျသွားမှာနော်။အချိန်နဲ့တပြေးညီမီတင်နိုင်မှုပြီးလို့ရှိရင်ကျွန်တော်ရဲ့ main channel ပေါ့နော်။အဲ main channel ကလည်းကျွန်တော်ဒီ ကျွန်တော်မိခန္ဓာပါဗျာနော်14ရက်မိခန္ဓာရတယ်နောက်ထပ်9ရက်လောက်ကြံသေးတယ်ဗျာနော်14ရက်မိခန္ဓာရတယ်နောက်ထပ်9ရက်လောက်ကြံသေးတယ်ဘရီဝမတင်နိုင်ဘူးဗျာနော်အခုကတော့ဒါအရန်ခြံတယ်ဗျာနော်အဲဒါအရန်ခြံတယ်လေးဖြစ်ပါတယ်အရန်ခြံတယ်ဖွင့်ထားရတာအခုကျွန်တော်ဟိုမှာဟိုဘက် channel ကြီးပြတ်သွားခဲ့လို့ရှင်ဆိုတဲ့အနေနဲ့ဗျာနော်ပြတ်သွားရင်ဒါလေးအရန်အနေနဲ့ကျွန်တော်ဖွင့်ထားဗျာနော်ဒီ channel လေးကအဲ့ဒါကြောင့်မလို့ဒီ channel မှာတင်ပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထိုင်းရောက်ရွှေမြန်မာတွေ dress တော့ဒီမြန်မာနိုင်ငံကိုအခါမဲ့ဖုန်းခေါ်လို့ရအောင်ပြုလုပ်တဲ့နီးလေးဗျာနော်ဖုန်းခေါ်တဲ့နီးလေးကိုပြပေးမယ်ဗျာနော် အဲ့တော့ကျွန်တော်လည်းဒါလေးရဲ့စိတ်ထားလိုက်တာပေါ့နော်ကျွန်တော်ကတော့မြန်မာနိုင်ငံမှာနေတာဖြစ်လို့တော့ကျွန်တော်စမ်းကြည့်ရသေးဘူးပေါ့နော်အဲကျွန်တော်ဒီထိုင်းရောက်နေတဲ့သူကိုစမ်းခိုင်းတာကတော့အဆင်ပြေတယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေဒါ န်းရောက်နေတဲ့ရှင်မြန်မာတွေစမ်းကြည့်ကြပါတော့ဗာလဲဆိုလို့ချင်းသူကဒီမှာအဲဖုန်းခေါ်တဲ့နေရာနှိပ်ကမ3931ပြီးရင်8 3041လုံးတစ်ပေါ့နော်အဲ့ကောင်ကိုခေါ်ခိုင်းတာပေါ့နော်သူကရှင်းတော့3931ပြီးရင်8 3041လုံးတစ်ပေါ့နော်8001ပေါ့နော်အဲ့ဒါလေးကိုခေါ်လိုက်တဲ့ခေါ်ပြီးလို့ရှိရင်ကျွန်တော်ဒီကအတန်နေကြားနေရမှာပေါ့နော်သူဒီထိုင်းဘာသာတကားနဲ့ပြောနေမှာပေါ့နော်အဲ့ဒါပြောနေတာတွေဟို ဆောက်မကမဘောနော်ဒီမှာသူကထပ်ကမဟွာအဲဒီကိုယ့်ရဲ့ဖုန်းနံပါတ်ရိုက်ထည့်ရမှာနော်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီ operator ကြီးခေါ်သလိုပေါ့နော်ကျွန်တော်ဒီ operator ကြီးကိုကြီးဟိုမိုင်းတဲဆိုလဲ966တို့234ဖို့လို့ခေါ်လို့ရှိရင်မြန်မာဘာသာအတွက်1တကို2ပါပါညာအဲ့လိုကြီးပြောနေတာရှိပါဘူးသူကတော့ဒီအဲ့လိုပဲပေါ့နော်ဒီ3ည3ည1ပြီးရင်8000 1ကိုခေါ်လိုက်လို့ရှိရင်အတန်ကြီးအဲ့လိုပြောနေမှာပေါ့နော်သူကချက်ချင်းမရဘူးပေါ့နော်ဘာကြောင့်လဲဆိုခေါ်တဲ့သူတွေများတဲ့အတွက်ဒါနည်းနည်းတော့စောင့်ဆိုင်ပြေကျွန်တော်အတူမလေးဆိုခေါ်ခိုင်းတာသူအချိန်20လောက်လောက်တာမရဘူးအချိန်20ကျော်သွားမှာပေါ့နော်သူက အဲ့လိုရလာတာပေါ့နော်သူကဒါစိတ်ရှည်သီးခံသွားတယ်ဒါခေါ်ကမှရသွားတယ်အဲ့တော့အဲ့လိုနှစ်ရမှာပေါ့နော်၃ည၃ည၈၁၁ကိုခေါ်ခေါ်ပြီးကမှဒီမှာကိုယ့်ရဖုန်းနံပါတ်ကိုခေါ်ခြင်းနဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်မှာဖုန်းနံပါတ်ရိုက်ထည့်နေရမှာရှေ့ရ၃ည၃လုံးခံမယ်၃ည၃ည၃ပြီးရင်မြန်မာနိုင်ငံကုတ်က95ဆိုတော့၃ည၃ည95ပြီးရင်၃ည95ကိုမှ၃ည၆ကိုမှ9ကနေစပြီးကမှကျွန်တော်ရိုက်ထည့်ရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ရိုက်ပြမယ်၃ည၃ည95ပြီးရင်95ကို၃ည၃ည95ပြီးရင်9ကနေရိုက် ထင်မယ်အဲ့လိုလေးပေါ့နော်အဲ့လိုလေးနှိပ်ကမာခေါ်ရမှာဖြစ်ပါတယ် သူကတော့တကားပြောတန်ကြားလို့ရှင်တော့ဖုံးမချနဲ့လို့ပြောထားပေါ့နော်ကျွန်တော်ဒီအရင်ဆုံးသူကကျွန်တော်ကကျွန်တော်ကဒီမှာခေါ်ရမှာက3331ပြီးရင်8001ကိုခေါ်ခေါ်ပြီးလို့ရှင်တကားပြောတန်မရမချင်းခေါ်နေပေါ့နော်သူကတကားပြောတန်နေကြားနေတယ်လိမ့်မဲ့ထိုင်းပါတာတကားနေတကားပြောတန်နေကြားနေလိမ့်မယ်အဲ့လိုကြားတဲ့အချိန်ကြားလို့ရှင်ကျွန်တော်3331965ပြီးလို့ရှင်9ပေါ့9 9လို့ပဲမှတ်တယ်ဘယ်လိုပြီးလို့ရှင်9ရဲ့ဖုန်းနံပါတ်ရိုက်ထည့်လိုက်ပေါ့နော်ဒီအဲဒါလေးကတော့ကျွန်တော်ဒီ စိတ်ရှိရှိနဲ့ဒါခေါ်ပေးရပါတော့သူမြန်မာနိုင်ငံကိုဒါခေါ်တဲ့သူတွေလည်းများရင်လည်းများမယ်လိုင်းကြက်တာတွေဖြစ်ရင်ဖြစ်နိုင်မယ်တော့နော်အဲဒါကြောင့်မလို့တစ်ချိန်တစ်ချိန်တော့ခေါ်မရရနဲ့စိတ်တက်မကြပါနဲ့နောက်ထပ်ထပ်ခေါ်ကြည့်ပါတော့ထပ်ခေါ်ကြည့်လို့ရတယ်လို့ပြောပါတော့ကျွန်တော်တို့မှလေးဆိုအချိန်20ကျော်မှရပါတော့အချိန်20လောက်ဥလေးတဲ့ခေါ်နေကြပါတော့အချိန်20လောက်ရှိတယ်ပေါ့နော်အဲဒါအဲ့တိုင်းလုံနေတာမရဘူးလို့ပြောတော့ဒါမှမဟုတ်နောက်ပိတ်ဆို့ကြသူရသွားတယ်ကျွန်တော်ပြန်ပြီးအကြောင်းပြချပြပါတော့ရသွားရှာတယ်ပေါ့နော်အဲ့တော့3ည3ည8000တစ်ကိုကျွန်တော်ခေါ်ခေါ်ပြီးကမှအတန်ဒီမကြမချင်းပေါ့နော်သူတို့ဘာသာစကားနဲ့ပြောတာမကြမချင်း ခေါ်အဲ့လိုကြားပြီးဆိုလို့ရှိရင်ဖုန်းမချပဲနဲ့3 3 9 9ပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုကိုခေါ်ချင်တဲ့ဖုန်းနံပါတ်နော်မြန်မာနိုင်ငံဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးကမှခေါ်လိုက်လို့ရှိရင်တော့ရမှာဖြစ်ပါတယ်အဲ့ဒီလေးတိုင်းဒါသုံးကြည့်စေချင်တယ်ပေါ့နော်ဒါတန်းရောက်ရှိမြန်မာရပ်ပါဖြစ်ပေါ့နော်ကျွန်တော်ဒီနည်းနည်းတက်တာတက်တာပေါ့နော်ဒါမဲ့တချို့ဒီမြန်မာနိုင်ငံမှာကလည်းတချို့နေရာတွေက live မရဖြစ်လို့လည်း live mode ကနေခေါ်ဖို့ဆိုရလဲသိရအဆင်မပြေတဲ့နေရာလေးရှိရပါတော့အကြောင်းမလို့အဲ့လိုလေးခေါ်ကြည့်ပေါ့နော်တချို့ဒီသားတွေဆိုဖုန်းတိုင်တော့မတက်တာတွေရှိတယ်ပေါ့နော်ကုင္ကလင်းတန်းကြောင့်ငါကမှ line နေမရပါဘူ တိုင်းနေဖြတ်ထားတာပါညာပါဆိုမှကျွန်တော်ငလျင်လှုပ်လိုက်တော့ပူဆိုးသွားတာရှိတယ်ဘာလို့မီးရလဲမလားအဲ့လိုမျိုးတွေဂျုံတွေ့နေရပါတော့အဲ့ဒါကြောင့်မလို့ဒီနီးလေးကိုအသုံးကြည့်ပါအားလုံးကျေးဇူးတင်ပါတယ်